南边 PDF 呢，布包土地嘎卡贵买，sure。梯度多来，但 PDFT，太阳 wind 坡比，太阳酷 single，passive 打鼓。但比无办切，他妈东东，以后白切乌体啦，打巴没，万帮少来东。 73လုံးနဲ့ဝမ်ပေါင်းကိုပြချဖို့အညာသားတွေစ조사နေတဲ့ကြောင်းပါမယ်။နောက်ထပ်ခင်ဗျားတို့ကိုအရေးကြီးတာတစ်ခုထပ်ပြောချင်သေးတယ်။ PDU နဲ့အိနာကျော်စင်နဲ့ကိစ္စ PDU ကြတော့မဆဲဘူးနေတိုးကြကြောက်ဆဲတယ်နေတော့ရခိုင်မို့လို့လားရခိုင်မို့လို့လားလို့ပြောရင်ဘူချုပ်ထွန်းမြက်နိုင်ကိုငါတို့ဘာလို့တိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်အဖြစ်အမျိုးသားခေါင်းဆောင်အဖြစ်တော့မျှော်မှန်းထားခဲ့တာ တော်လှန်ရေးမှာနိုင်ငံရေးမှာတိုင်းပြည်အတွက်လူမှုအတွက်မှာဘာသာရေးလူမျိုးရေးမရှိဘူးအဖွဲ့အစည်းဆွဲမရှိဘူးဒါနဲ့ပတ်သက်ပြီးအကျေတဝင့်ပြောမယ်ကဲစလာရောကနဦးတော့ဘိုးပိုင်ချက်ကိစ္စပြောအောင်ဘိုးပိုင်ချက်မနေ့ကကျွန်တော်တက်မှာ၃၃ကိစ္စပေါ့နော်ဂျားပြတ်တိုက်တယ် မตาပေါ်တဲ့တဲ့င်းကတော့အားလုံးသိပြီသားဘုပိုင်ချဲတိဆာလူမဲတော်ဘာလို့ပြောမှလဲဆိုတော့ဒီလိုဗျကျွန်တော်တို့တော်လိုင်းကြီးမှာခေါင်းဆောင်တွေလူငယ်လူလက်ခေါင်းဆောင်တွေပေါ်ထွက်လာတာကိုကျွန်တော်တို့ဝမ်းပန်းသက်သာကြိုဆိုကြိုဆိုတဲ့အပြင်ကိုအားကိုးတယ်ယုံကြည်တယ်မျှော်လင့်တယ်ဒီစိတ်နဲ့ပြောတာဖြစ်ပါတယ်ဘယ်တက်ကတော့ဘယ်အဖွဲ့ရတော့ NUG အောက်ကတော့ MOD အောက်ကတော့အဲ့ဒါကြီးကျွန်တော်စိတ်ဝင်စားဘူးကျွန်တော်တို့မှာအဖွဲ့အစည်းနဲ့ပတ်သက်တဲ့အစွဲလမ်းမရှိဘူး ဘာသာရေးနဲ့ပတ်သက်တဲ့အစွဲလမ်းမရှိဘူးလူမျိုးရေးနဲ့ပတ်သက်တဲ့အစွဲလမ်းမရှိဘူးပုံကိုရေးနဲ့ပတ်သက်တဲ့အစွဲလမ်းမရှိဘူးဥပါဒံဆိုတဲ့အစွဲကိုကျွန်တော်တို့ဖြုတ်ချထားမယ်ကိစ္စအရေးကြီးတယ်ပြည်တည်ဦးနဲ့နေတို့ကိစ္စကြရင်ကျွန်တော်အဲ့ကိစ္စကိုအခြားပြောပြချင်တယ်အဲ့တော့ဘူမိုက်ခဲမောင်ဆောင်ခဇေယလွင်ဘူနကဒေါက်တာစိုးသူရစော အဆရှိတဲ့လူငယ်လူလက်တက်မှုတွေဟာတော်လိုင်းရေးမှာတက်တော်ဘိုလ်လူကြီးတွေနဲ့တဖြည်းဖြည်းจิตจิตလစ်လစ်ခိုင်ခိုင်မာမာအင်အားကြီးကြီးနဲ့စုစည်းလာတာကိုကျွန်တော်တို့ဝမ်းမသက်တာကြိုဆိုခဲ့ကြတယ်ဂုံပြုတ်ခဲ့ကြတယ်ဝင်းရံပေးခဲ့ကြတယ်အားပေးခဲ့ကြတယ်ကုညီခဲ့ကြတယ်တတ်နိုင်သလောက်အခုဘိုးပိုင်ချဲဆိုတဲ့ညီငယ်လေးတယောက်တော်လိုင်းတက်မှုတယောက်ပေါ်ပေါက်လာတယ်ပထမတစ်ခေါက်တည်းကကျွန်တော်ကြည့်နေတယ်ဘိုးပိုင်ချဲနဲ့ပတ်သက်ပြီးတော့ဘိုးကြီးထက်မြတ်တို့ channel ကအင်တာဗျူးတွေပါကျွန်တော်နားထောင်ကြည့်တယ်လူငယ်လေးဒီမုံမုံလေး ရုပ်ရည်ကကိုရီးယားမင်းသားအလားပဲရုပ်ရည်တန့်ပြန်တယ်ရှင်ကြီးတယ်အဲ့တော့ဒီကလေးလေးကိုကျွန်တော်ဒီလူငယ်လေးကိုကျွန်တော်လူငယ်လေးဒီကောင်ဒီကလေးခေါင်းဆောင်တယောက်ဖြစ်လာနိုင်တယ်အပြောဆိုရိုးသားတယ်ဘုံမိုက်ခဲလို့ပဲအဲ့သိမ့်မကြပါဘူးမနေ့ကတက်မှာတုံးတုံးကိုဝင်ကျုံးပါတယ်ဝင်ကျုံးတော့ဘုံပိုင်ချဲတို့ဦးဆောင်နေတက်တွေကဘူပေါင်းတက်တွေကဝင်တိုက်တဲ့အချိန်မှာဘုံပိုင်ချဲရဲ့ဗီဒီယိုလေးကိုကျွန်တော်ကြည့်လိုက်ရတယ်ကြည့်လိုက်ရတော့ ဖက်နဲ့လည်းမပေါဘူးရှုံ့ဘက်ပဲပြင်းနေထိုင်ပြီးတော့ဟေ့ရောမင်းတို့တက်မှသုံးသုံးအောင်နေပြောတော့နာမည်ကြီးဆိုချွေးတော်မထွက်ဘူးဟဲ့ဗျာဟေ့ရောမင်းတို့ပိုင်ချဲကိုတီးလားအဘူးလည်းတီးလားအပိုင်ချဲကွာပိုင်မှချဲတာဆိုပြီးတော့ဖက်စစ်တပ်ကကောင်ဒီနဲ့အခြေအတင်ပြောနေတဲ့ဗီဒီယိုကလစ်တွေ့ရနော်ဆိုတော့ဒါလူငယ်ခေါင်းဆောင်တံမူးတယောက်ထပ်မံပေါ်ပေါက်လာပြီလားမျောလင့်ပါလေတို့တူပဲဘုံမိုက်ခဲ မောင်ဆောင်ခဇေယျလွင်ဘုံနကားအစရှိတဲ့တတ်တော်အသီးသီးကလူငယ်ခေါင်းဆောင်တွေကိုလည်းကျွန်တော်မျက်ခြေမပြတ်ကြည်နေတယ်ကျွန်တော်တို့အားပေးနေတယ်ဝန်းရံနေတယ်ဘာကြောင့်လဲဆိုတော့အနာဂတ်တိုင်းပြည်ကိုလူငယ်တွေလက်ထဲထည့်ခဲ့ရမှာလက်ရှိဒေါ်လန်ရေးမှာလဲလူငယ်တွေကစွန်းစန်းတမန်အသက်စွန်တိုက်ပွဲ ဝင်နေတာညင်းလို့မရတဲ့တမိုင်းအရှိတရားမှာလူကြီးတွေရှုပ်ချင်တိုင်းရှုပ်လှုပ်ချင်တိုင်းလှုပ်တာတွေကို လူငယ်တွေကသေပေးပြီးတော့ခေပြောင်းစနစ်ပြောင်းရေးအတွက်စ조사တိုက်ပွဲဝင်ခဲ့ကြရတာအဲ့ဒီရဲ့တသက်ပြချက်ကຫນွေဦးတော်လန်ရေး generation ဆက်ဆရာဘိုပိုင်းချဲကိုဂုံပြူပါတယ်တမတုံးတုံးတစ်ခုလုံးစစ်ကြောင်းပြုတ်အောင်တိုက်ပွဲဝင်တဲ့ဂုံယူစွာဂုံပြူတဲ့အပြင်ကိုမှထမှန်ပြီးတော့တမူကောင်းတယောက်လူငယ်ကောင်းဆောင်တယောက်ဖြစ်လာနိုင်ဖို့ ညီလေးညီလေးလို့ပဲကျွန်တော်တို့အွယ်နေဆိုညီလေးပဲဖြစ်ညီလေးပုံမိုက်ပုံပိုင်ချဲမိုက်ခဲရလဲကျွန်တော်ညီလိုပဲဆိုတော့ပုံမိုက်ခဲပုံပိုင်ချဲဇေယလွင်းအဲမှာနော် မောင်ဆောင်ခဒေါက်တာဆိုးသူဝါဆိုအဆရှိတဲ့တမူကောင်းနေနဲ့စူစည်းနိုင်နေညီပြန့်ဒေတာများတပ်ပေါင်းစုကြီးဖြစ်ဖို့ဒီလူလူကလည်းမျော်လင့်လျက်ရှိပါတယ်။ဒီပြန်ဒေတာများတပ်ပေါင်းစုတိုင်းရင်းသားများတပ်ပေါင်းစု ြည်သူတပ်ပေါင်းစုဆိုတဲ့တပ်ပေါင်းစု၃ရက်နဲ့တော်လန်ဝင်ရိုးကိုလေပတ်အရှိန်ပြင်းပြင်းနဲ့ဖက်စစ်တပ်ကိုချေမုန်းနိုင်မဲ့နေရောက်ဖို့တဆင်ချင်းတဆင်ချင်းတလန်းလိုက်လိုက်တာများဒီကနေ့ဆိုရင်ဖက်စစ်တပ်ကအလူအလဲဖြစ်နေတာပါနေမြေဒီတာလေးတွေကို အကြမ်းမြင့်ပြန်လဲတိုက်ခိုက်ရယူနိုင်တယ်ဆိုပြီးတော့သူတို့ဂုံစာနေပြီမဲ့ရှမ်းမြောက်မှာ နေမီ80ရာခိုင်နှုန်းကိုဒေါ်လာယင်းနဲ့တိုင်းသားတက်တွေကသိမ်းပိုက်ထားနိုင်ပြီးတော့လက်ရှိသူတို့ပြန်လဲရယူနိုင်တယ်ဆိုတဲ့အနေအထားဟာ17ရာခိုင်နှုန်းပဲရှိသေးတယ်ဆိုတဲ့အချက်ကိုကျွန်တော်တွေ့ရပါတယ်။နောက်တူမှာဒီဘက်2025ဒီဘက်နှစ်တည်းရဲ့တိုက်ပွဲနီးနာပုံသဏ္ဍာန်ပြောင်းလာတာကိုတွေ့ရပါတယ်။အရင်ကာလတုန်းကဆိုရင်တိုင်းသားအီအော်တက်တွေနဲ့တွဲဖက်ပြီး PDF တွေတိုက်တဲ့အခါကြမှာ PDF တွေအောင်မြင်မှုရတယ်ဆိုတဲ့အခြေအနေကနေပြီးတော့လက်ရှိအချိန်မှာ PDF တက်တော်များပြည်သူ့ကာကွယ်ရေးတော်လှန်ရေးတက်တော်များရဲ့ကိုယ်တိုင်ဦးစီးတိုက်ပွဲဝင်တဲ့အောင်မြင်မှုတွေအများအပြားထွက်ပေါ်လာပါတယ်။ရှင်းရှင်းပြောရရင်ငါတို့အတောင်လက်စုံလို့မတ်တက်ရက်ပြီးပြန်တန်းတော့မယ်။စစ်ပညာတွေစစ်တွေ့ကြုံတွေလက်နက်ခရင်စုဆောင်းမှုတွေတက်တော်စုဖွဲ့မှုတွေဟာအခြေအနေတစ်ခုမှာတပြေးပြေးနဲ့အထိုင်ကျလာတယ်။ စနစ်ကျလာပြီးတော့တိုက်ရိုက်ခတ်ရိုက်စစ်စွမ်းရေးစစ်တွေ့ကြုံတွေလည်းအထံအသင့်ရတဲ့အချိန်မှာပထမဦးစွာမိုးကုတ်မြို့ကို TNL ကထွက်ခွာမယ်လို့ပြောပြီးအနောက်မိုးကုတ်မိုးမိတ်ကို MDM PDF နဲ့ပူပေါင်းတက်တွေကကာကွယ်မယ်ဆိုတဲ့ပြည်သူတော်လှန်ရေးတက် PDF တွေတရံဝင်ထွက်ပြီးတရုတ်ကိုစိန်ခေါ်ဖက်စစ်တက်ကိုပေါ်တင် channel ခေါ်လိုက်တာနမနစ်စစ်ကြောင်းလိုက် စစ်ကြောင်းတွေပြုတ်အောင်တိုက်နိုင်တဲ့အခြေအနေမျိုးထိပြည်သူကာကွယ်ရေးတပ်မတော်သားညီငယ်အညာသားတွေအပါအဝင်ကျွန်တော်အမှတ်မမှားဘူးဆိုရင်စစ်ကြောင်း၅ချောင်းလောက်တိုက်ပွဲ၅ခုလောက်မှာစစ်ကြောင်း၅ချောင်းလောက်ပြုတ်အောင်တိုက်နိုင်တဲ့အခြေအနေမျိုးဟိုတလောကမြင်းညံအထူးစစ်စင်ရေးဆိုရင်လေမြင်းချံတောင်တာမလိုက်နှထိုးကြီးတကြောလုံးဖိတ်ဖိတ်တော့အောင်တရာဦးတီးတက်ပြီလို့တော့ကျွန်တော်တို့ကတွတ်တာ အချိန်ကြီးရဲ့ကြောင့်ငင်းညံအထူးစစ်စင်ရင်းမှာလဲအောင်ပွဲအလီလီရရှိခဲ့ရွှေဘုံမှာလဲစစ်ကြောင်းလိုက်ပြုတ်အောင်တိုင်နိုင်ခဲ့တယ်နာမည်ကြီးဘလူးစစ်ကြောင်းဆိုတဲ့ကောင်တွေကိုလဲစစ်ကြောင်းမှုကိုဖမ်းပြီး PLA တက်ရှေ့ရရှေ့လာမသိဘူးနော်စစ်ကြောင်းလိုက်ပြုတ်နိုင်တယ်အခုဘိုးပိုင်ချဲတော့တမ33နာမည်ကြီးလာပါတယ်ဆိုတော့တက်ချွေးမထွက်ဘူးဆိုပြီးတိုက်ပွဲဝင်ပြနိုင်တယ်ဒါဟာ လက်တလောမဟာတော်လန်ยีဟာဖက်စစ်တက်ကပြည်သူစစ်ပေါ်တာဆွဲမှုတွေရုရှားနဲ့တရုတ်ကနီးပညာတွေပုံအော်ထားတဲ့အချိန်မှာခဏတာတန့်သွားတယ်လို့ထင်လာရပေမဲ့လာမဲတော်လန်ยีရဲ့အနာဂတ်လာမဲတော်လန်ยีအချိန်ဤနောက်လာမဲတော်လန်ยีအချိန်ဤဟာတော့လူငယ်လူလက်တွေခေါင်းဆောင်တက်မှုတွေနဲ့ချင်းရံကောင်းပါတယ် ဖက်စစ်တဲ့ဘလူနီးနဲ့မှရေရှည်ရုရှားနဲ့တရုတ်အကူအညီဖြတ်တဲ့နေ့ဖက်စစ်တဲ့မသာပေါ်တဲ့နေ့ဖက်စစ်တဲ့မသာပေါ်တဲ့နေ့ရုရှားတရုတ်အာကိုနဲ့နလန်ထလာတာပြည်သူစစ်ပေါ်တာဆွဲတာအခုဆိုရင်အင်မတန်ရှားပါလာပြီအဲ့ဒီပြည်သူစစ်ပေါ်တာဆွဲတဲ့ရင်းမြစ်ပြတ်တဲ့နေ့စစ်တပ်တွေမှာစစ်တိုက်တဲ့မရှိတဲ့နေ့ဒီလိုနေမျိုးရောက်လာပါလိမ့်မယ်ဒါကြောင့်ဒီဘက်မှာတော်လိုင်းကြီးဘက်ကလည်းတစ်ချိန်တကြီးကြီးနဲ့ဖွံ့ဖြိုးတိုးတက်အောင်ဒီပလိုမတ်တည်ဆောက်ရပါလိမ့်မယ် လူငယ်တက်မှုတွေလူလက်တက်မှုတွေနဲ့တတ်တော်အသေးသေးစနစ်ကြတဲ့စုပွဲမှုတွေနဲ့တတ်တော်ဘိုလ်သူကြီးတွေတိဆောက်ထားမယ်ဆိုရင်ကျွန်တော်တော်လိုက်ရေးကိုမင်းအောင်လိုက်ဖတ်စစ်တက်ဟာရက်တန့်အောင်လုံးဝမလုံနိုင်ဘူးလို့ကျွန်တော်လူမြတ်ကျော်ရေးရကြီးအာမခံရှင်းနော်ကဲဒါနဲ့တစ်ဆက်ဆက်တယ်မှာ တရုတ်ကိုအန်တူးတဲ့ဒုတိယတစ်ခုထပ်ပြောပြပါမယ်ဝမ်ပေါလဘရောင်းတော့ဂျီနီစီမံဂိမ်းတန်ဂါရော်တွေကိုမီးတင်ကန်းကတ်ခဲတာတိတ်ဆိတ်အစိုးရလက်ထက်မှာလေဒီဆီယာရောဖျားကြီးရဲ့တိမ်ကိုဘော်ရူဇာနဲ့ဖျက်ခဲတာအကျဲအကျဲမငိမ့်ပွေနဲ့အစိုးရ20တိတ်ဆိတ်အစိုးရ NLD အစိုးရအစိုးရ20လုံးမှာဝမ်ပေါလဘရောင်းတော့ဂျီနီချီမံဂိမ်းအရေးတော်ခင်ဝင်းကိုနဖူးနဲ့တနန်းနဲ့ပြစ်လို့တရုတ်တန်ယုံရှိလူမြတ်ကျော်တို့ဆန္ဒသွားပြခဲ့ရပါသေးတယ် နော်အနီနောလနေမျိုးစင်အခုဘိုးတော်နီးနော်ဒီကျွန်တော်တို့ကိုထေးအောင်အဆရှိတဲ့ဆုံးွားပြီဖြစ်တဲ့အငယ်ဥပါမြင်ဘိုးတော်ခင်ဝင်းအဆရှိတဲ့ကျွန်တော်တို့တွေဟာလဘရောင်းတောင်ကျင်းဒီစီမံဂိမ်းမှာလဘရောင်းတောင်ကျင်းဒီစီမံဂိမ်းနဲ့ပတ်သက်ပြီးစစ်တပ်ရဲ့လက်ကင်ဒုတ်ရဲတွေဟာ လေယာမြေအငင်းပွားမှုဖြစ်တဲ့လေသမားတယောက်ဒေါခင်ဝင်းကိုတနက်နေ့ပြစ်တာတိတ်ဆုံးသွားတဲ့အတွက်အဲ့ဒီဒေါခင်ဝင်းအတုပချတဲ့နေ့မှာပဲကျွန်တော်တို့တရုတ်တန်ယုံရှေ့မှာဆန္ဒပြခဲ့ပါတယ်ရန်ကုန်ကလေးစစ်ရုံအနီးကတရုတ်တန်ယုံရှေ့အဲ့လိုဆန္ဒပြတဲ့အချိန်တုန်းကလည်းယထာစီးပြီးလာခဲ့ကြရတာပြန်ပြောရင်ရှေ့သွားမယ်ဆိုတော့ဒီလိုအခြေအနေတွေနဲ့ဝမ်ပေါက် တော်လိုင်း၄နှစ်တာ၅နှစ်တာကာလလုံးမှာဟိုတလောကသတင်းထွက်ခဲ့တယ်တော်လိုင်းဤတက်တွေကိုပတ်စံစီပြီးစီယုံထားနိုင်တယ်ဝမ်ပေါင်ကိုမတိုက်ပါဘူးဝမ်ပေါင်ကပတ်စံပေးတာလို့လို့သတင်း BBC ကသတင်းထွက်ပေါ်အပြီးမှာဒီကနေ့တော့ဝမ်ပေါင်ကိုရှော့လိုက်တုံးနဲ့ပြစ်တာ၃ချိန်ရှိသွားပါပြီပထမတစ်ချိန်လုံငယ်သောကာလာလေးကဒုတိယတစ်ချိန်ဒုတိယတစ်ချိန်မှာဝမ်ပေါင်ကလုပ်ငန်းတွေအားလုံးရပ်တန့်သွားပြီးဒီကနေ့ထိလဲပတ်နိုင်စွာမရှိဘူးမနေ့ကထပ်ပြီးရှော့လိုက်တုံး၃လုံးနဲ့ထပ်ပြစ်ပါတယ် ဘုံနိုင် JB 1ပေါင်လဘရောင်းတော်ဂျင်းနီစီမံဂိမ်းမှာလုပ်ငန်းအားလုံးလဲပတ်မှုရပ်တန့်နေပါတယ်။ဘာကြောင့်ပြစ်တာလဲ။စီးပွားရေးကိုစီးပွားလေးမလုပ်ဖ ೇನೆ နိုင်ငံရေးတဲ့ဝင်ရှုပ်ပြီး1ပေါင်တဲကရွေးကောက်ပွဲလှုပ်လို့ပြစ်တာဖြစ်ပါတယ်။ထပ်လှုပ်မယ်ဆိုအမုတ်ချေမယ်လို့အညာသားတွေကအန်ကျိတ်ကျုံးဝါနေတယ်လို့1ပေါင်တဲမှာအထိုင်ချတက်ဆွဲထားတဲ့ဖက်စစ်တက်ဟာအနီးနားကဆယ်တဲရွာမိုးချိုးပြည်ရွာတွေကိုလှည့်ပတ်မီးရှို့လို့ဒေသခံတွေတောက်တခေါက်ခေါက်အန်တကျိတ်ကျိတ်နဲ့ ဝမ်ပောင်ကိုဓမ္မနဲ့တက်ခုတ်ပြီးမီးတင်ရှို့တဲ့ဘဝကိုမကြခင်ရောက်ပါလိမ့်မယ်ရှင်းတယ်နော်ကဲဒါဆိုရင်အချက်နှစ်ခုရှိပါပြီကျွန်တော်တင်ပြတာတဲ့မှာ၄ခုကျွန်တော်ဒီနေ့ပြောမယ်နောက်တစ်ခု FBI အပါအဝင်အမေရိကန်ဟာမြန်မာလာအိုကမောဒီးယားမှာရှိတဲ့ online ငွေကြေးလိမ်လည်တဲ့ကမ္ဘာရာဇဝတ်သားတွေကိုနှိမ်နင်းဖို့ အထူးတပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းလိုက်ပါတယ်။စောချစ်သူ DKBA ကစောစတီတို့လားစောဆန်းအောင်တို့သူတို့ရဲ့ခေါင်းကင်ဖခင်ကြီးမင်းအောင်လိုင်းမနေ့ကပဲဟိုဘက် channel မှာကျွန်တော်ပြောတယ်စောချစ်သူတို့ဒူးမြက်မြက်ကြီးတုတ်ရပြီဆိုပြီးတော့ရှီကျစ်ကျန်းကို တရုတ်ပြည်ပို့လိုက်အပြီးမှာစောချစ်သူငိုချင်းချပြီးတိတ်မကြခင်မှာပဲဒီကောင်တွေကိုနှိမ်နင်းဖို့အထူးတပ်ဖွဲ့အမေရိကန်ကဖွဲ့စည်းလိုက်ပါတယ် ရောက်တော့ရောက်နေပြီလားမသိဘူးเนาะဒီအတွက် main online တော်တော်ပြားရခတ်နေပါတယ်စောချစ်သူတို့ရဲ့အမှုတွဲဟာ main online ဖြစ်ပါတယ် main online ဖက်စစ်တက်နဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုတွေအပါဝင်မြောက်ဝတီကလက်နက်ကင်အဖွဲ့စည်းတော်တော်များများဟာကြားဖြန့်နဲ့လုံးဝမကင်းပါဘူးကြားဖြန့်လေပတ်နေနိုင်အောင်ဒီကောင်တွေပဲလုပ်ခဲ့တာပါကရင်လူမျိုးအတွက်ဆိုလက်နက်ကင်ပြီးတော့ ုတ်ကိုကြီးကစားရေးအတွက်ကရင်လူမျိုးကိုလည်းနာမည်ဖြတ်တိုင်းပြည်ကိုလည်းပုံကြီးဖြတ်တဲ့သူတွေဟာတိုင်းပြည်ရဲ့ရာဇဝတ်ကောင်တွေဖြစ်လာတယ်လို့ထပ်ပြီးတော့ဒီကနေ့ကမ္ဘာရာဇဝတ်ကောင်အဖြစ်သတ်မှတ်ခံလိုက်ရပါတယ်။ဒါနဲ့ပတ်သက်ပြီးဟိုဘက် Allergy Review Channel မှာကျွန်တော်ကြဲကြဲပြန့်ပြန့်ပြောကြမှာဖြစ်ပါတယ်။ Allergy Review ကိုလည်းလာရောက်ကြည့်ရှုဖို့ပဲခေါ်ပါတယ်။အဲ့တော့ကမ္ဘာရီးယားလာအိုမှာရှိတယ်ကြားဖြတ် အထူးတက်ဖွဲ့ဖွဲ့ပြီးနေနေမယ်ရှင်းနေ Federal Sovereignty Bureau FBI Colombia ခရိုင်ဆိုင်ရာ American ရှင်းနေကြုံယုံ American လုံခြုံရေးတက်ဖွဲ့ USSS ဒီတက်ဖွဲ့တွေပူပေါင်းပြီးကြားပြန့်နေနေအထူးတက်ဖွဲ့ကိုဖွဲ့စည်းလိုက်ပြီလို့ဒီကနေ့ American ကကြေညာပါတယ်အရန်ကြည့်ကောင်းပါတယ်ပိန်မဲ့တာကြအဲ့တော့ဒါအပြင်မှာ ဒီတပ်ဖွဲ့နဲ့ပတ်သက်ပြီးလုတ်ပိုင်ခွင့်တာဝန်တွေထဲမှာနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး OFAC နိုင်ငံရေးဝန်ကြီးဌာနအခြားအေဂျင်စီများအားလုံးလုတ်လို့ရသမျှနီလန်းအားလုံးကို လုတ်ပြီး ပိတ်ဆို့အရေးယူတာတွေတိမ့်စေးတာတွေဝင်ရောက်ဖမ်းဆီးတာတွေတရားစွဲတာတွေလုပ်မယ်ဆိုပြီးတော့ဒီကနေ့ထုတ်ပြန်ကြေညာသလိုဖက်စစ်တက်နေမကြခင်ကမှထပ်ပေါင်းလိုက်ခွာလိုက်ပေါင်းလိုက်ခွာလိုက်မျက်နှာနှစ်ဖက်နဲ့ကရင်လူမျိုးအချင်းချင်းမတိုက်ဘူးလို့ အမုန်းတင်ခံရတဲ့နေကြောင်းစားတဲ့ BGF နဲ့ DGV ကစိုင်းကျော်လာ Sosti Sosin Win Sosan အောင်တို့၄ဦးကိုတိုင်ဆိုင်မှုမှန်သမျှထိမ့်ချုပ်ရေးရုံးကတန်ခတ်လိုက်ပါပြီအဲ့တော့မင်းအောင်လိုင်းအတွက်ရတဲ့မအေးစရာကတော့ကရင်ပြည်နယ်နေဆက်ကကြားဖြန့်ယုံဖြစ်တဲ့ KG ဘက်ကိုဖြိုပြနေပြီမဲ့ KG ဘက်ကိုဖြိုချနိုင်ဖို့အတွက်ဘာသာမှမထွက်ပဲ ပြည်သူတွေကိုကျဲတဲ့ပေါင်900ဘုံတလုံးလောက်ကျဲရင်ကေကေဘတ်တစ်ခုလုံးပြာချနိုင်ပါတယ်။ဒါပေမဲ့လုတ်ပွဲကြီးလုတ်ပြီးတော့သူတို့နှိမ်နင်းပါတယ်ဆိုတော့ဟန်ပြနေပြီမဲ့မြောက်ဦးရီမြို့ပေါ်တမျိုးလုံးမှရှိတဲ့ကြားဖြန့်ကာစီနိုယုံနေနန်းတော်ကြီးတမျရွှေကုတ်ကူကကာစီနိုကြီးကြောက်ခတ်ကအသစ်ဆောက်တဲ့ကာစီနိုကြီးအတွက်လက်တံခတ်ပြင်းပြင်းကိုကြားရပါလိမ့်မယ်။ဒါပြင်ပါ ဒါတွေကိုခွင့်ပြုတာကစစ်တပ်ခွင့်မပြုပဲလုပ်လို့မရဘူးစစ်တပ်ကိုဘဏ္ဍာငွေမဆက်ဘဲနဲ့ BGF နဲ့ DGV ကအဲ့လောက်အတိတ်မရေဘူးစစ်တပ်ကကောင်းနေပါအမှုတွေပါပြီးမင်းအောင်လိုင်းဟာစောချစ်သူတို့စောစတီတို့ကိုဒီရှိကြစ်ကြမ်းတို့ပယ်ဆောက်ချိန်တို့လို့ထိုးကြွေးမလားသူကိုယ်တိုင်ပဲအမေရိကန်အလိုရှိတရားခံဖြစ်မင်းအောင်လိုင်းနာမည်ပါလာမလားဆိုတာကိုတော့ စိတ်ဝင်တကာစောင့်ကြည့်ရမယ်အခြေပါကဲဒီအခြေအနေနဲ့ပတ်သက်ပြီးအခြေတဝင်းကိုတော့ကျွန်တော်ဟိုဘက်တပင်းနေပေါ့နော်တပင်းနဲ့သုံးသက်ချက်တွေကြားဖြန့်ကိစ္စကိုကြည်ကြည်ပြင်းပြင်းအလကီမှာပြောမယ်ဒါကတော့ကျွန်တော်တို့အမေရိကန်ကအထူးတက်ဖွဲ့ဖွဲ့စည်းတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးသုံးသက်ချက်အနည်းငယ်ပေါ့ကဲအခုတော့အင်မတန်အရေးကြီးတဲ့ကိစ္စတော့တခုခင်ဗျားတို့ကိုကျွန်တော်ပြောပြချင်ပါတယ်ပြည်တီဦးကြတော့မဆဲဘူးဗမာမို့လို့နေတူးကြတော့ရခိုင်မို့လို့ဆဲတယ်ဆိုတဲ့ကိစ္စပါအ နေတို့ကိုကြတော့တပိတ်မောက်ပြီးကိုလူမြတ်ကျော်မနေ့ကနေတို့ကိုတို့ချူးလေးတို့ပြောတဲ့အတန်နဲ့ PDU တို့ပြောတဲ့အတန်နဲ့မတူပါလားဒီလိုကောမတီတွေးရပါတယ်ရခိုင်သားချေတို့တာလီသွားပါဗျာခမရတို့ကိုကျွန်တော်တိတ်တိတ်ချာချာအရေးကြီးရှင်းပြချင်ပါတယ်ကျွန်တော်တို့ဒီရခိုင်မို့လို့ဗမာမို့လို့ကရင်မို့လို့မွန်မို့လို့ရှမ်းမို့လို့ချင်းမို့လို့အစ္စလာမ်မို့လို့မွတ်စလင်မို့လို့ခရစ်ယာန်မို့လို့ဗုဒ္ဓဘာသာမို့လို့ဆိုရဲ့ ဘာသာရေးလူမျိုးရေးအဆွဲအလန်းများလုံးဝမရှိပါဘူး။သူတို့ရဲ့လှုပ်ဆောင်ချက်များကိုသာကြည့်ပြီးတော့တော်လည်းရေးနိုင်ငံရေးတိုင်းပြည်နယ်လူမှုအတွက်တိုက်တွန်းလှုံ့ဆော်မှုတွေလောက်ကင်ဆောင်ရွက်တာတွေမှတ်ချက်ပေးတာတွေလောက်တာဖြစ်တယ်ဆိုတဲ့ကြောင့်ကနအူးပြောချလိုပါတယ်။ခင်ဗျားတို့ပြောမှနေတို့ရခိုင်မှန်းကျွန်တော်သတိရတယ်။ကျောက်ဆိတ်ထဲမှာရခိုင်လည်းမရှိဘူး၊ကရင်လည်းမရှိဘူး၊မပါလည်းမရှိဘူး၊မွန်လည်းမရှိဘူး။လူကိုလူလို့ပဲမြင်ပါတယ်။လူသားတယောက်ရဲ့လောက်ကင်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ပဲ ဒီလူတွေလှုပ်ဆောင်ချက်ဟာတိုင်းပြည်နဲ့လူလူကိုဒုက္ခပေးတယ်ဆိုရင်ကျွန်တော်တို့အသက်ရှိသူတွေတတ်နိုင်လောက်စန့်ချင်ပဲပုံကံပဲတော်လာမယ်ဒီလူရဲ့လှုပ်ဆောင်ချက်တွေကအင်မတန်ကောင်းမွန်တယ်အင်မတန်တိုင်းပြည်လူလူအကျိုးရှိတယ်ဆိုပခုံးနဲ့ထမ်းတင်ပဲဒီနေရာမှာတာရကဥပမာတစ်ခုပြောပြချင်ပါတယ်နေတိုးကိုရခိုင်မို့လို့ဆဲတာမျိုးတပိတ်မောက်တာမျိုးဆိုတဲ့အယူအဆကိုနည်းနည်းလေးပြန်ရွှေ့ပြီးစဉ်းစားကြည့်ရင်ဘို့ကျုံထုံးမြနိုင်ကိုကျွန်တော်နှလုံးသဲဖို့တဲကလေးစားတန်ဖိုးထားတာ ရခိုင်မိုးလို့မဟုတ်ဘူးဗမာမိုးလို့မဟုတ်ဘူးချင်းမိုးလို့မဟုတ်ဘူးလူသားတယောက်အနေနဲ့သူ့ရဲ့လှုပ်ဆောင်ချက်တွေဟာတိုင်းပြည်နေလူလူအတွက်တော်လန်ရေးအတွက်ဖက်စစ်ခြေမုံရေးအတွက်အင်မတန်ကိုဂုံယူစရာကောင်းတဲ့ကိစ္စမျိုးဖြစ်နေလို့ပဲရှင်းနေနော်ကျန်တဲ့ဗမာခေါင်းဆောင်တွေအများကြီးရှိတာပဲဗျာဗမာတပ်မှုတွေအများကြီးရှိတာပဲဗမာပြည်ပြည်ရခိုင်ပြည်ပြည်ရှမ်းပြည်ပြည်ကချင်ပြည်ပြည်ကချင်ပြည်ပြည်မွန်ပြည်ပြည်လာမပြောနဲ့တကယ်တော်တဲ့လူတကယ်တိုင်းပြည်နေလူလူကိုစေတနာထားတဲ့လူ တကယ်ပခုံးတဲ့ထန်းတင်ရမယ်တာဝန်ကျွန်တော်တို့တာဝန်အဲ့တော့ဗိုလ်ချုပ်ထုံးမြင့်နိုင်အောင်နှလုံးသဲဖို့တဲ့ကချစ်ပြီးအနာဂတ်ရဲ့ national leader တိတော်ကျွန်တော်တို့စိတ်ထဲမှာယူမှန်းထားခဲ့တယ်ခမားတို့ကနေတူးကရခိုင်ဖြစ်လို့ဆိုတဲ့ကျင်းမြောင်းလွန်းလာတဲ့အတွေးခေါ်လေးနဲ့ဗျာဗျာပြောရက်လိုက်ကြတာကိုလူမျိုးကိုကိုချစ်လို့ရပါတယ်ဒါပေမဲ့မိမိရဲ့ချစ်စိတ်ဟာတိုင်းပြည်နဲ့လူလူရဲ့ ကိုဒုက္ခပေးနိုင် လောက်တဲ့အခြေအနေတွေကိုကြော်လွန်ပြီးတော့မျက်ကမ်းမျိုးချစ်စိတ်မဖြစ်စေချင်ပါဘူးကျွန်တော်ဗုဒ္ဓဘာသာပါဒါပေမဲ့ဗုဒ္ဓဘာသာဘုန်းကြီးတွေမဟုတ်တာလုပ်ရင်လူမြတ်ကျော်တစက်မှမခံခဲ့ဘူးအာရမဝါရစန့်ကျင်ရေးကော်မတီဖွဲ့ပြီးဝိရသူဆိုတဲ့ကောင်ကိုလူမြတ်ကျော်တဲ့တဲ့စန့်ကျင်ခဲ့တာဖြစ်တယ်တမိုင်းကိုလှန့်ကြည့်လိုက်ပါအဲ့ဒီမှာ အစ္စလမ်ဘာသာဝင်တွေကိုအစ္စလမ်ဘာသာဝင်တွေကို စင်းရဲတဲ့အစ္စလမ်ဘာသာဝင်တယောက်ရွှေကုံဖျားအောက်မှာဘရားကျော်ရောင်းတော်ကိုဗမာဘုန်းကြီးလာမောင်းထုတ်လို့အဲ့ဘုန်းကြီးကိုတရားစွဲဖို့ကျွန်တော်လုပ်ခဲ့တဲ့ကောင်းမျိုးပါတောင်ဆန်းစုကြည်က ICC ICJ နဲ့ပတ်သက်ပြီးတော့မင်းအောင်လိုင်းတို့စစ်တပ်ကိုတရားစွဲတာကိုသွားပြီးခုခံမယ်လို့ပြောတဲ့ပွဲ we stand with တောင်ဆန်းစုကြည်လို့ပွဲမျိုးမှာလူမျက်ကျော်တို့က we stand with justice တရားမျှတမှုကိုသာလူလားသည် ဆိုတာမျိုးရက်တည်ခဲ့တာပါ ရခိုင်အင်းနေရွာလူတန်းမှုတွေနဲ့ပတ်သက်ပြီးอืมပြောရင်ရှိသွားမယ်ဗျာနော် ရခိုင်ဒေတာအခင်းချင်းတွေနဲ့ပတ်သက်ပြီးအင်တာနက်ဖြတ်တောက်မှုတွေကိုရပ်တန့်မှုကျွန်တော်တို့ကိုယ်တိုင် NLD အစိုးရလက်ထက်မှာဆန္ဒပြခဲ့တဲ့ကောင်တွေပါဆိုတော့ပြောချင်တာကကျွန်တော်တို့ရခိုင်တို့ကရင်တို့မွန်တို့ရှမ်းတို့ကိုကျွန်တော်တို့လူမျိုးပေါ်မှာဘာသာအပေါ်မှာခွဲခြားဆက်ဆံလေးလုံးဝမရှိဘူးဆိုတာသူတို့ရဲ့လှုပ်ဆောင်ချက်များ သူတို့ရဲ့လှုပ်ဆောင်ချက်များဟာတိုင်းပြည်နဲ့လူမျိုးအစိတ်ဖြစ်နေတဲ့ဆိုရင်ဘာသာမရွေးဘူးလူမျိုးမရွေးဘူးကျွန်တော်တို့ရအောင်ဆန့်ကျင်တော်လှန်ပါမယ်သူတို့ရဲ့လှုပ်ဆောင်ချက်တွေကအမှန်တကယ်တိုင်းပြည်နဲ့လူအကျိုးရှိပြီးတော်လှန်ရေးအတွက်ကောင်းမှုနေမခုံးနဲ့ထပ်နေပါမယ်ဒီနေရာမှာရခိုင်နဲ့ဗမာနဲ့ကြောချင်းကပ်ပြီးပေါင်းသွားမှာစစ်တပ်အရန်ကြောက်ပါတယ်ဗတ်စစ်တပ်အရန်ကြောက်ပါတယ်ဗမာနဲ့ကချင်နဲ့ပေါင်းသွားမှာဗမာနဲ့ကရင်နဲ့ပေါင်းသွားမှာကချင်နဲ့ရခိုင်နဲ့ပေါင်းသွားမှာ ကချင်းကင်းမုံညမရခိုင်ရှမ်းဆိုတဲ့တိုင်းသားအလုံးလူမျိုးဘာသာအလုံးပေါင်းစည်းညီညွတ်မှာကိုစစ်တပ်ကအယံကြောက်ပါတယ်ဒီချိန်မှာဖက်စစ်တပ်ဟာရခိုင်ဒေသကိုပြန်လဲစိုးမိုးနိုင်ဖို့ထိုးစစ်ဆင်နိုင်ဖို့အနိုင်ယူနိုင်ဖို့နိုင်ငံရေးကိုစစ်ရေးကိုနီလန်ပေါင်းစုံနဲ့ထိုးနှက်နေတာကိုခင်ဗျားတို့မြင်အောင်ကြည့်ပါအာခတ်တတော်အီနဲ့ပတ်သက်ပြီး NUG ကလူခွင့်ရေးဝန်ကြီးပါလဲ အောင်ကြုံမူဘလို့ပြောခဲ့တာကျွန်တော်ဘလို့ပြောခဲ့ဘူးလေဗီဒီယိုပြန်လည်ကြည့်လိုက်ပါကျွန်တော်တို့တိုင်းတာတဲ့ပေတန်းဟာတရားမျှတမှုနဲ့အမှန်တရားဖြစ်ပါတယ်လူမျိုးပေါ်မှာအခြေမခံပါဘူးဘာသာပေါ်မှာအခြေမခံပါဘူးဒါကိုကနအူးအသိပေးလို့ပါတယ်ဗျအဲ့တော့တခိုင်သားကြီးတို့အကိုချေတို့ကြီးညမငယ်တို့ကြီးမိမိလူမျိုးကိုချစ်တာကိုအကူလိုသဘောတူပါတယ်။နေတိုးကိုညီမလေးတို့ချစ်တာညီလေးတို့ချစ်တာအကူလိုချစ်တာသဘောတူ။သို့တော့ ကျွန်တော်တို့လည်းဗမာနုပညာရှင်တွေဖြစ်တဲ့ရန်အောင်တို့စိုးမြတ်သူစားတို့ဆိုတဲ့ဒိန်းတောင်တို့ခင်လိုင်တို့ဗမာတွေလေမှောက်စရာရှိတာတပိတ်မှောက်ပဲကျုံးစရာရှိတာကျုံးမယ်ယုံလေးကားပါဘုံခွဲဖြစ်တာအာဗမာကောင်ပဲလေဆိုတော့ပြောချင်တာကရခိုင်တို့ဗမာတို့မရှိဘူးတိုင်းပြည်အတွက်တိုင်းပြည်အတွက်ကိုကြည်ပါကိုလူမျိုးကိုချစ်ပါဒါပေမဲ့တပတ်စုံမရောက်ပါစေနဲ့တပတ်စုံရောက်ချင်းဟာစစ်တပ်အကြိုက်ဖြစ်ပါလေ နော်စစ်တပ်ဟာအကိုတို့ရခိုင်သားခြေတို့အကိုခြေတို့ညမငညမခြေတို့နော်ကြားတဲ့ကိုထိုးခွဲနေတာ ဖြစ်ပါတယ်ဒါကိုနားလည်ပြီးပါဒါကိုသိပြီးပါ လူမြတ်ကျော်ကဘယ်တော့မှဘာသာရေးလူမျိုးရေးခွဲခြားစန့်ကျင်ခြင်းခွဲခြားမှုလုပ်ခြင်းစိတ်ထဲမှာအလင်းမရှိပါဘူးနေတို့ကိုတပိတ်မောက်တင်လို့ပေါက်တာဖြစ်ပါတယ် ပြည်ဒီဦးကိုတပိတ်မှောက်တဲ့ရင်လည်းပြည်ဒီဦးကမှောက်မှာအိနာကျော်စင်လည်းမှောက်မှာမှောက်တဲ့မှောက်တတ်တဲ့ NUG လည်းမှောက်ရင်မှောက်မှာဗမာကောင်တွေဖြစ်တဲ့ရန်အောင်တို့စိုးမြတ်သူစာတို့တိုင်းပြည်နဲ့လူကိုစစ်တပ်နဲ့ပေါင်းပြီးဒုက္ခပေးတယ်ဗမာတွေတရုတ်တွေကလားတွေမသိဘူးတပိတ်မှောက်တဲ့မှောက်တယ်စန့်ကျင်တိုက်ဖြတ်တော်လံပဲရှုံလေးကားပုံးမှာခွဲတယ်ဘာကြောင့်လဲသိလားဗမာတွေတရုတ်တွေကလားတွေရှမ်းနေမရှိဘူးတိုင်းပြည်နဲ့လူတို့ကိုဒုက္ခပေးသူမှန်တယ်မြတ်လူမြတ်ကျော်ရန်သူပါဝိရတူဗမာဖုံကြီးလဲကျွန်တော်တို့မထားပါဘူး တီတကူလည်းမထားပါဘူး။ဒါကြောင့်မို့လူမျိုးဘာသာခွဲခြားမှုကိုလုံလေလုံတာရှိတာဖက်စစ်တပ်ဖြစ်ပါတယ်။လူမျိုးရေးဘာသာရေးအမုန်းတရားပြိပက္ခတွေဖြစ်ပြီးသွေးကွဲပြီးမညီညွတ်ရင်သူတို့အုပ်ချုပ်ချင်တိုင်းအုပ်ချုပ်လို့ရတယ်။ငါညီမငါညီတို့ရဲ့ငါအကိုတို့ရဲ့ဒါကြောင့်မို့နီးမှန်လမ်းမှန်နဲ့တိုင်းပြည်ကိုချစ်ပေးပါလူမျိုးကိုချစ်ပေးပါ မိမိရဲ့ချစ်စိတ်ဟာအနာဂတ်မြန်မာနိုင်ငံတော်အတွက်အားလုံးပေါင်းစည်းတဲ့နိုင်ငံတော်တစ်ဖက်ဒရယ်ပြည်ထောင်စုအစ်စ်အတွက်ပဲဖြစ်ပါစေလို့ပြောရင်မိမိရဲ့ချစ်စိတ်မြက်ကမ်းမျိုးချစ်စိတ်မဖြစ်ကြပါစေနဲ့အားလုံးကျေးဇူးတင်ပါတယ်